မင်္ဂလာပါရှင်ကျမတို့ပောင်းဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ကမ်ပိုက်တီဘက်မှ73စီများမောင်ခိုလမ်းမတဆင်ဝင်းရောက်တော့လဲဒီတောက်ခံပြည်သူများမတုံးဆွဲနိုင်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာတရုတ်နယ်စပ်တစ်ခုဖြစ်တဲ့ကမ်ပိုက်တီမှာ73စီများကိုလုပ်ငန်းရှင်များမှမောက်ခိုလန်းကနေတဆင့်တင်သွင်းမှုတွေရှိနေပေမဲ့လည်းစီစည်းနှုံးအလွန်မြင့်မားနေတာကြောင့်ပြည်သူတွေဝယ်ယူသုံးစွဲရန်အခက်တွေ့နေတယ်လို့ဒေသခံတို့ကပြောပါတယ် တရုတ်ဘက်ကနေစီးပွားရေးလုပ်ငန်းရှင်တွေက73စီတွေကိုမှောင်ခိုလမ်းကနေတင်သွင်းနေတာဟုတ်တယ်။ဒါပေမဲ့ဈေးရန်ကြီးတော့ပြည်သူတွေမဝယ်နိုင်ဘူး။အခွန်ကလည်းပေးရသေးတယ်ဆိုတော့ပြည်သူတွေအတွက်ကအခက်အခဲဖြစ်တာပေါ့။အခုဆိုရင်လူခွန်၊မြေခွန်၊အိမ်ခွန်ဆိုပြီးတအိမ်ကိုတရုတ်ငွေယွမ်းနှထောင်ပေးရတယ်။ဒီဘက်မှာက73စီမရှိရင်အလုပ်လုပ်ရတာအဆင်မပြေဘူးလို့သူကပြောပါတယ်။ ကမ်ပိုက်တီမှာလုပ်ငန်းရှင်တွေမှာ73စီများကိုယခုကဲ့သို့မောင်ခိုလမ်းမတင်သွင်းနိုင်ခြင်းမှာရင်းမောင်ခိုလမ်းတလျှောက်ခရိုင်ဟိုခရိုင်အေတို့ကသာကြီးစိုးထားတာဖြစ်တာကြောင့်ပူပေါင်းကလှုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ဒေသခံတို့ကရှင်းပြပါတယ်။ဒီမောင်ခိုလမ်းတလျှောက်မှာကခရိုင်ဟိုခရိုင်အေအဖွဲ့အစည်းဂိတ်တွေကြီးပါပဲ။အခုလည်းသူတို့အဖွဲ့ထဲမှာ73စီကိုလိုတလောက်သုံးဆွဲနိုင်တယ်လို့ပြောဆိုနေတဲ့တွေကိုကြားနေရတယ်။ အရင်ကတော့ပြည်သူအကျိုးကိုကြည့်ပြီးပြည်သူအကျိုးအတွက်ဆောင်ရွက်ပေးမယ်လို့ပြောပေမဲ့လက်တွေ့မှာတော့သူတို့အဖွဲ့အစည်းအကျိုးအတွက်လုပ်နေတာတွေပဲမြင်နေရတယ်။ပြည်သူတွေကတော့ဒုက္ခတွေကိုပဲခါးစည်းခံနေရတာဟုတ်တယ်လို့သူကပြောပါတယ်။ ခရိုင်ကိုခရိုင်ရဲ့လက်နက်ကင်အဖွဲ့မှကချင်အထူးဒေသတဲ့နေမြေများကိုတင်ပိုက်ပြီးနောက်ဒေသခံတွေအပေါ်လူသေစုဆောင်တာတွေစစ်ကြေးကောက်ခံတာတွေအပြင်ဆက်ရန်တရားလူခွန်မြေခွန်အိမ်ခွန်နဲ့အိမ်မွေးတိရိစ္ဆာန်တွေကိုပါအခွန်ပေးဆောင်ရတဲ့အပြင်လက်ရှိမှာလည်းအခွန်ဟုဆိုကစစ်ကြေးတွေကိုတိုးမြင့်ပြီးအတင်းအဓမ္မကောက်ခံလျက်ရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ကျမတို့ပောင်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်ဖြစ်ပေါ်နေတဲ့သတင်းထုတ်သတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုခဏစလင်စွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ပါတယ်။